စစ်ကောင်စီကသူဆုံးရှုံးလိုက်ရတဲ့နောင်ချမျိုးကိုပြန်လည်တိမ့်ပိုက်နိုင်ဖို့အတွက်နေ့စဉ်လေကြောင်းနဲ့ပုံကျဲတက်ခိုင်းမှုတွေပြုလုပ်နေပါတယ်။မနေ့ကမတ်ဆက်ချာရနေ့မှာဆိုလို့ရှိရင်နောင်ချုံမြို့နယ်ပေါ်မှာရှိတဲ့စိန်ရတနာပရိယတ်တိစာတင်တိုက်ကိုစစ်ကောင်စီကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးယဟန်နှစ်ပါးနဲ့တာမနေလေးပါးနဲ့အမျိုးသားတအူးနဲ့အမျိုးသမီးနှစ်ဦးစုစုပေါင်း9ဦးသေဆုံးသွားခဲ့ပြီးတော့18ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNN ကထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီကဘုံကျဲလိုက်တဲ့စင်ရတနာပရိယတိစာတင်တိုက်မှာထ ਿਆ နေနေတပ်သားတွေကတဆဲမနေထိုင်မှုမရှိပေမဲ့လည်းចောင်းဝင်းထက်ကိုဝင်ထက်သွာလာမှုရှိနေကြောင်းနောင်ချုံမြို့ဒေသခံကတော့အခုလိုပြောပြပါဗျ။သူတို့ဘုံကြီးចောင်းမှနေတာတော့မဟုတ်ဘူးဒါပေမဲ့အမေတန်းတော့အဝင်ထွက်ရှိကြရဲ့ဘုံကြီးចောင်းတဲ့ကိုကြီးသွားရှိုးတာခဏသွားနေတာစရည်တော့ရှိတာပေါ့ ဘုံကြီးเจ้าထဲမှာတက်စခန်းရှာပြီးတော့အဲ့လိုတွားနေတာတော့မဟုတ်ဘူးအဲ့ကြောင့်မလို့ပဲစစ်ကောင်စီကပုံလာချဲသွားလာတော့မသိဘူးပြီးတော့အင်တာနက်နဲ့လည်းဆိုင်မိတင်တယ်အခုနောင်ရှုံမှာအင်တာနက်လည်းမရဘူးလေအခုလိုစစ်ကောင်စီကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့် TNN ထိန်းချုပ်နယ်မြေအတွင်းမှာနေထိုင်ဖို့အတွက်စိုးရိမ်စိတ်တွေရှိနေတယ်လို့ဒေတာခန်တူးကတော့ခုလိုပြောပါဗျာ။ဘုံနဲ့တည်းမီးကောကမ်းဒီလိုမျိုးချူတဲ့ကော ကူကတော့ဒေရခန်တွေကတော့ရှောင်နေကြတာပေါ့။မြားစုကတော့တောင်ကြီးဘက်ဦးတွေမှာပြီးနေကြတယ်။စိုးရင်ဒါကတော့စိုးရင်လေ။အခုကဆက်ရှာလက်ရှာမနေရသေးဘူးလေ။ကုလို့ပုံးနေစက်တိုင်းပြန်လာကျဲနေတော့ပူကြောက်လာပေါ့။အခုကမြို့ပေါ်မှာဒီပုံးလာကျဲရလေ။ စစ်ကောင်စီကအရတားကိုပုံပြီးပြတ်မှတ်ထားဘုံကျဲတိုက်ခိုက်လာတာဟာတရုတ်ရဲ့ဂျာဝန်စစ်ဆက်ညှိနှိုင်းပမှုကြောင့်စစ်ကောင်စီနဲ့တရားနယ်နေရွေးရဲ့တရုတ်နိုင်ငံကုမင်းမြို့မှာတွေ့ဆုံဆွေးနွေးမှုမအောင်မြင်တဲ့နောက်ပိုင်းမှာအခုလိုဖြစ်လာခဲ့တာဖြစ်ပါတယ်။ ီခရက်ဖေဖာ16နှစ်ကစစစ်ကောင်စီနဲ့ TNN တွေတို့တွေ့ဆုံဆွေးနွေးမှုအပြီးမှာစစ်ကောင်စီကနောင်ချုံမြို့နယ်တောင်ခန့်ဒေသကိုစစ်ရင်အလုံးရင်ဖြစ်တင်ပြီးပြန်လည်တိုက်ခိုက်ခဲ့တာကြောင့်မတ်လဆန်ပိုင်းမှာပဲ TNN တွေကထိန်းချုပ်ထားတဲ့တောင်ခန့်ဒေသကိုလက်လွတ်လိုက်ရတာဖြစ်ပါတယ်အဆိုပါစစ်ကောင်စီကဆုံရှုံလဲရတဲ့တပ်စခန်းတွေကိုပြန်လည်တိုက်ခိုက်တင်ပိုက်နိုင်ခဲ့ပေမဲ့လည်း TNN ထိန်းချုပ်ထားတဲ့နေမြေတွင်းမှာဒေတာခန်တွေကိုဥတီပြီးတော့လေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုတွေတော့ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။ ။ TNN နဲ့စက်ကောင်စီတို့ရှစ်လနေပါတိုက်ပွဲပြင်းထန်နေတဲ့တောင်ခန်းဒေသဟာနောင်ချုံမြို့နဲ့ -30 ခန်းစစ်တပ်ကတို့တရှိရာပင်ဦးလွင်မြို့နဲ့ -40 ကျော်တာကွာပဲပြီးမန္တလေးတိုင်းနဲ့ရှမ်းပြည်တောင်ပိုင်းတို့တွားရောက်နိုင်တဲ့စစ်ရဲအရာအချက်အချာကြားတဲ့ဒေသလည်းဖြစ်ပါတယ်။ကျွန်တော်တော့စိတ်ဆင်လင်ပါ။